င်္ဂလာပါရှင်အေးချမ်းမြမ channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရှင်ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူအများကြီးနဲ့တာရေးတာထားတယ်ရှင်ကွဲငလင်းဆိုတဲ့အစမ်းလေးကို အစားဆုံးတင်ဆက်ပေးသွားကြပါမယ်ဇလန်လေးမစတဲ့ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရှင်ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်အင်းရှိထမ်းလက်အဖေအားမှာကျက်တော်ရွေးနေရင် တိတ်ငနေတိတ်ငနေဖြစ်သွားတာကိုခန်းစားလိုက်ရတယ်။အိမ်မမဟုံးငနေခွမ်းငနေပြုတ်ကြတံတွေကြားရတယ်။ငလင်လောက်တယ်ဟေ့ငလင်အထမ်းမနေကြနဲ့တလင်းနဲ့ကိုထွက်ကြဟဲ့ကြော်သိန်းတို့ဝက်ကြီးတို့ဆင်းခဲ့ကြအိမ်မမနေနဲ့ဟဲ့အိမ်ပြိုပြီးရင်တိတ်တက်တယ်။တော့ရပြီပြီဟိုမတီမအော်တန်ပြောတံတွေကြားရတယ်။အရှိရဲ့ငလင်လောက်တယ်တော့တော်ပင်သားမှာတော့တဝိုင်းနဲ့အတူနေရဲ့တို့ဖြစ်သူငချစ်မိန်းမအေးစုက းလမ်းအော်တာဖြစ်ပြီးအတန်ပြန်ပေးလိုက်တယ်။ငါထရွက်တဲ့ထဲမှာဟေးညီကလေးတွေတခေါ။ဟုတ်ပါ။လှုပ်လိုက်တဲ့ငလင်းကအတော်ကျန်နေ။နွားစကြင်းထဲမှာရေတွေပေါင်မင်ခက်ပြီးဖိတ်ကြကုန်နေ။ထိုင်နေရမှအိမ်ပေါ်ကိုကဲတည်ရော့။ညောင်ရီအိုးတွေမှောက်ကြနေရကိုတွေ့ရတယ်။ခနာဆောင်နေပြီးထမ်းမလုပ်တဲ့အတွက်ဒေါ်ညိုစိန်ထရမထားတယ်။တိုင်းမဲ့ဒူးတွေကမကောင်းတာပဲမို့လို့ချက်ချင်းပဲじゃんအထိုင်းထားခက်ချင်းပဲငလင်းအရှိန်နဲ့မူးသွားတဲ့အတွက်ပုံမထနိုင် ဖြည်းဖြည်းကုန်းထားပြီးအိမ်မော့ကိုသွားတယ်။ဇပွဲဘူးလေးပေါ်မှာပြုတ်ကြတဲ့ပစ္စည်းတချို့ကိုကောက်တင်ပြီးတော့ညောင်ရီအိုးနှလုံးနဲ့ထွဲကျနေတဲ့ပန်းတွေကိုရှူလိုက်တယ်။ဝိုင်းဝါစီမှာလူရိပ်မြင်လာကြောင့်ဒေါ်ညိုစိန်လှမ်းအကြည့်ဝိုင်းထဲဝင်လာတဲ့သားကိုတွေ့လိုက်တယ်။ဟမ်ဦးစင်အမလေးဦးစင်ထင်ပြီးလှမ်းကြည့်နေစဉ်ဖျားစင်ဖေးနာချိန်ထားတဲ့ဦးစင်ရဲ့တပုံမှန်ပေါင်းကကြောက်ွယ်သွားတယ်။ဒေါ်ညိုစိန်မှန်ပေါင်းကိုမကောက်အားသေးပဲဝင်လာတဲ့ဦးစင်ကိုလှိုက်ရှာမိတယ်။ ဦးစင်ဟုတ်တော့ဘယ်ပြောက်တော့ပါလဲဇဝေဇဝါနဲ့အိမ်ပြီးသွားကြည့်ရဲ့မရှိအိမ်နာကိုလမ်းကြည့်ရဲ့မရှိဒေါ်ညိုစိန်ပြုံးမိရဲ့ဟုတ်ပြီသားဦးစင်ပြန်လာမှနှစ်ရက်လိုသေးရဲ့ဒီနေ့မှဆောင်းပွဲဖြီတော့သူ့စိတ်ကသားကိုလွမ်းလာပြီမို့မြင်အောင်နေခြင်းဖြစ်မယ်ပြီးတော့ရွာစေးကကညနေမှစိုက်တက်တယ်မန္တလေးကဦးစင်စီးတာမဲကားကိုကနေ့နေမှစိုက်တက်တယ်မဟုတ်ပါလားဆိုင်ကယ်ကယ်ဘီနဲ့ပြန်လာရင်တော့မှဒီချိန်မရောက် မောင်တီစပြူတဲ့မျက်စိရုံနဲ့နိုင်ကြည့်လိုက်တော့နိုင်ပြန်တစ်ချက်အေးဆိုရောက်လာပြီးတော့ညောင်ရီအိုးတွေပြန်တင်ပေးရင်မှန်ပေါင်းကအမှန်အကွဲတွေကျုံနေအိမ်ထဲကဟိုးတတီပြုတ်ကျတာတွေကိုကောက်တင်ပေးရင်မှန်ပေါင်းကတော့ဖိုးချင်မြို့ပေါ်သွားမှပြန်ထည့်ခိုင်းရမယ်ဒေါ်ညိုစိတ်ကြက်တုံဆက်ရွေးတဲ့အတွေးကတော့မရက်တော့ဒီထမ်းရွက်အဖေလေးကိုလည်းတားပြန်လာခြင်းအေးအေးလူလူနေဖို့ထိုးထားခြင်းဖြစ်တဲ့အညာတို့ပြီးပြီရာတီပူခြင်း ထန်းလက်တဲမှာနေရမှာအေးတယ်လို့ထင်နေတာယဟန်ပြန်လာခြင်းအမေအိမ်လာတခိုက်မပူစေခြင်းလေဘူးတိုက်ရင်နှစ်နံဆက်ဖြင်းဆောင်ကိုယေစုကပေးမယ်ကပေးကြဝလုံးတန်းလဲအသင်ဖြစ်အောင်တဲထိုးပေးတဲ့ဖိုးညက်တို့ကလှုပ်ပေးသွားကြတယ်ตาကြောင့်တွေ့ပြီးရောဒွန်ညိုစိတ်မျက်နှာပြုံးလာတယ်ตาကိုကြောင်းပေါ်ပြီးခွဲမအိမ်နိုင်တာကြောင့်ဆက်တနည်းမှာရှင်ပြူရတယ်ကြကားပြီသူတို့အဖေကိုပါကောင်းကခလေးကကြီးလာပြီလို့စွတ်စီစင်တာကြောင့်သား ဒေါညိုစိတ်အလိုအတိုင်းဆိုရင်ပစင်းအရွယ်ရောက်တောင်းစိတ်ချက်မှာမဟုတ်ကိုပါကောင်းကလည်းလုံနိုင်ကိုင်းနိုင်ရေမိုးလည်းအစင်းတက်နေတော့သားအလူမှာဝက်သားပြောင်းကျင်းမယ်လို့စီစဉ်နေဒါပေမဲ့မင်းဖြစ်သူ ရောင်ကလေးနဲ့ဆိုသလိုပင်ရန်အထီဖြစ်မဲ့သားကဝက်မပေါ်ရပါဘူးလို့တင်ကိုတူယူယူလောက်တာကြောင့်လက်ချောင်းစီမွေနဲ့ပဲ့ရင်တရက်ချင်းသုံးနဲ့ရုပ်သီးကျော်ကြောက်ပြုံဟင်းကျူတာတွေ့ရတယ်။ဒါဖြစ်သူပါရမီရင့်ပုံမှလည်းပြောကြမှရှိ ရှင်ဖြစ်တဲ့နေ့မှာစပြီးမအိတ်အိမ်ကိုစွန်းကန်တဲ့ စွန်းဆိုင်ဆဲဖို့သာလှတယ်။ကျန်တဲ့အချိန်ကျောင်းမသာဖုံးကြီးချက်ခိုင်းနဲ့စာကြက်နေရဲ့။တပတ်နဲ့လည်းမထွက်၊တလနဲ့လည်းမထွက်၊သုံးလကြာပြီးကျောင်းအရရမယ့်အချိန်ရောက်ပြီးမထွက်။အပီဦးအမဲလို့သာတွင်တွင်ပြောတယ်။ဖုံးကြီးရောသူ့ဖေကရောသဘောကျလာပြီးဒေါညိုစိတ်ကတော့မကြနိုင်။ငါသားကိုရင်တခြားကလေးပေါ်တွေကျောင်းအပ်ကုန်ပြီးသားရဲ့မြို့ပေါ်ပြောင်းတဲ့ရမှာလေ။အမေစပိန်နဲ့ဝယ်ပေးမယ်လူထက်တော့နော်။အမေသားဒီလိုကိုရင်ဝတ်နေတာအမေရှက်လို့လား။ အမလီမဟုတ်ရပါငါသားရဲ့အမေရသားစာမတက်မှာဆိုလို့ပါအခုစားတင်နေရပဲအမေရဲ့ပေကြီးဆိုကုံပေါ့မဟုတ်ဘူးလေဟဲ့အင်္ဂလိပ်စာတို့တင်စာတို့မတက်ပဲနေမှာပေါ့ဟဲ့အမေတို့လိုအာအဖြစ်နေမှာပေါ့အိုးတက်တက်မတက်တက်မထွက်ဘူးဇွတ်လူထွက်ခိုင်းကျုပ်ခမရင်မလာဘူးဘလို့ပြပြောမရတော့သူတို့ဘေကိုပြောခိုင်းရတယ်ဒါပေမဲ့သူတို့ဘေကလုံးလုံးမမပြောကျောက်သားကြီးရင်ပညာတတ်ကြီးဖြစ်ရင်မဆိုင်ရင်တို့လိုဘွဲတက်ပုံကြီးချိတ်ချင်တာတော့ အဲ့လိုမျက်ရည်ဆန်းဆန်းနဲ့ပြောမိတော့ဟဲ့ညိုစိတ်ဖုံးကြီးပင်ဖုံးကြီးမင်းလူတိုင်းမဖြစ်ဘူးနင့်ပွဲတက်ပုံကလူတိုင်းချိန်နိုင်တယ်သူဝိစင်တာမတားနဲ့အဲ့လိုငေါက်တာကြောင့်ကိုရင်လူထက်မဲ့ဆက်အပြီးရတော့တယ်ဒီလိုနဲ့သုံးနှစ်သားရှိရောမြို့ပေါ်စာတင်တိုက်ကိုဖုံးကြီးရပို့တယ်တားသွားကစားရက်တွေမှာဒွန်ညိုစိတ်အိမ်မြောက်အမီပြက်တယ်လို့ပင်ဆက်ဆက်လုနေရော်တယ်ငားရဲ့စင်းနေဈေးတိုက်သွားတိုင်းကိုရင်ကြောင်သွားတယ်နောက်တော့ကိုရင်ရွာပြန်ချင်မှာစိုးရကြောင့် စာတင်လိုက်စရာတော့ကဒေါ်ညိုစိန့်ကိုတလားတခါသာတွေ့ရမယ်လို့အမိထုတ်ရတယ်။ဒါဝင်မနဲ့မုံမလေးကမြို့ပေါ်ကိုချဲလင်တုတ်တုတ်နှင်းပြီးကိုရင်တို့ဇွန်းကန်ထွက်စေအမိသွားချောင်းရသည်ရဲ့ရွာကယူလာတဲ့အကြော်အလော်လေးတွေကို အများဆုံးလောင်းတယ်လို့စောင့်လောင်းရတယ်။ကိုရင်အကြီးတန်းရောက်တဲ့နေ့မှာကိုပါကောင်းလေးဖြတ်တယ်။ကိုပါကောင်းမဆုံးခင် ကိုရင်ကိုရဟန်းတက်ပြီးခြင်းပေမဲ့အသက်မပြေသေးတာကြောင့်တက်မရသည်။ကိုပါကောင်းကျမကြီးကလည်းရုတ်ရော့လာတာမှလို့ ၁၉နှစ်၃လမှာဖုန်ကြီးကရဟန်းတက်ခိုင်းတယ်။သူ့သားရဟန်းတရင်တိမ်အထွက်မှာရွှေထီးမိုးပေးမယ်လို့ကြုံဝါထားသူကြီးမှာတားတင်အထွက်ကိုပလက်ကလတ်ထိုင်ဘောကသာကြည်သွားရရှာလေ။အမေအမေအတွေ့ရဲမျောနေတခိုက်ဦးစင်းအတန်ကိုအနာကကက်ခေါ်တယ်လို့ပီပီတတကြားလိုက်ရပြန်တယ်။ဟဲအေးဆိုရေငါတော့မဟုတ်တော့ပါဘူး။ကိုပါကောင်းရှိသေးရင်နင်ကတားစိတ်နဲ့ယူတော့မှလို့ပြောအောင်ပါ။ဘာလို့တော့အေး ငါကုဏတော်ကလည်းဝိုင်းပဝတ်ကဦးစင်းဝင်လိုက်ထင်နေတာအခုလည်းငါ့ကိုခေါ်နေထင်နေတာလာတော့မှာပါအကြီးရဲ့နှစ်ရက်ပဲလို့တော့တာဟုတ်ပါနှစ်ရက်ပဲလို့တော့တာညီမနဲ့ပြန်ကြပေါ်ပေါ်တဲ့ကိုကြက်မြင့်ကြက်တဲ့မှာပါအေးငါတာကြိုက်တယ်ကြက်တော်နေငုပ်သေးလေးနဲ့တုတ်ပြီးတော့ရင်ွေးမြည်ရတာကိုလည်းသူကအလွန်ကြိုက်တာအဲ့ညာကဦးစင်းကိုအိမ်မက်မက်တယ်လွယ်နေကြလွယ်အိတ်တွေနဲ့အေးအေးပူလေးကိုတစ်ဖက်ကကန်ပြီးအမေကြောက်ပြန်တော့မယ်လို့နှုတ်ဆက်နေရဲ့ တင်ငန်းကိုကောင်းမွေးခြုံထားပြီးမျက်နှာညှိုးလာတာကြောင့်ဒေါညောစိတ်ဝမ်းနည်းနေမိရဲ့ငါသားရဲ့မျက်နှာလည်းမကောင်းမမိဘက်ကိုတက်တက်လှဲ့ဆံမှာအဲ့လိုဆိုတော့ဟိုဘက်ကိုပိုးလှဲ့သွားတယ်လှဲ့ပါဟဲ့ဒီဘက်လိုဆွဆွဲလဲတော့မျက်နှာတစ်ချမ်းလုံးသွေးတွေရွှဲတည်ပြီးတင်ငန်းတွေပါသွေးတွေစွန်နေရဲ့ငါသားငါသားအဲ့လိုချင်းမကမိလက်မကမိအော်နေစဲမှာပဲတဖြည်းဖြည်းအဝေးကိုရောက်သွားတော့တယ်မနဲ့နိုးလာတော့သားအတွက်ရည်ရွယ်ပြီးစွန်ပန်းရည်ချန်ကက်တယ် အိမ်မက်မကောင်းတာမို့စံတဆုံနှက်စာကြည့်ပြီးရတရချည်ရဲ့ဖိုးချစ်ကိုတာစီဖုံးဆက်ခံရတယ်။ဖုံးကမဝင်ဒေါ်ညိုစိန်စိတ်ပူလာတာကြောင့်ရွာဦးကျောင်းကိုသွားလျှောက်ပြန်တယ်။ဆရာတော်ဖုံးခေါ်တော့လေဖုံးကမဝင်။စိတ်မပူပါနဲ့ညိုစိန်ရဲ့။အိမ်မက်ဆိုတာကြောက်ကတဲ့မက်တတာပဲ။မြင့်တတာပို့။ဒေါ်ညိုစိန်မြောင်မီးကဲကံပြီးတယ်လို့ပင်ဘယ်လိုခေါ်ခေါ်ဖုံးတွေကမဝင်။ငချစ်ကနှစ်သိမ့်တယ်။နလင်ကြောင့်လိုင်းမီပြက်လို့ထင်တဲ့အကြီးရဲ့အလောက်ပူမနေပါနဲ့။ ကျောင်းမနေ့ပြန်ပြပေါ်တက်ပါအောင်မေဟုတ်တော့ဟုတ်တယ်ဒေါညိုစိန့်တို့ရွာကဖုန်းလိုက်ရောအင်တာနက်လိုင်းပါမမိတစ်ချက်မိတစ်ချက်မြေပေါ်သွားမှာတေးကြပေါက်လိုက်မိရဲ့တနေ့တုံးတညလုံးမြစ်တာပို့လိုက်တံပုတ်တွေလျှော်လိုက်ငူလိုက်နဲ့အချိန်ကုန်သွားတယ်မနေ့စောစောငချစ်မြေပေါ်သွားပြီးနေ့လယ်လောက်ကျတော့ပြန်လာတယ်ငချစ်ဘာသတင်းကြားခဲ့သေးတော့ဖုန်းဆက်လို့ရောရလာဟဲ့အေးမနေ့ပြန်ကျောက်ရဲ့ဘားတင်မောင်ရဲ့ဖုန်းကြီးရဲ့မန္တလေးကိုလိုက်သွားပြီးမသိလားဖုန်းရပါတယ်အရှင်ရဲ့ ။လင်းကြောင့်ကားတွေမထွက်ဘူး။သွားခေါ်ပေးမယ်။အေးပါဟဲ့။အဲ့လိုဆိုကောင်းတာပါ။မဟုတ်ရင်ငါသာလက်တတန်လက်တတန်လာနေရမှာ။ဒေါ်ညိုစိတ်တပြုံးပြုံးပြောရင်အိမ်ထဲဝင်သွားတယ်။သူ့အိမ်သားကြွလာတခိုက်လဲရပြရအောင်ကောင်းအစ်စ်ကိုအဆွတ်ဆွတ်တယ်။တင်ပြချောကိုလက်ရမှာဖြီးပြီးဖုံးထုတ်တယ်။တန်းလေတဲ့ကကော့ပစ်ပေါ်ဖြန့်ခင်းပြီးအလိပ်ပြောင်ရင်းနေနေဖြန့်နေ။ငါချေကသူ့အရေးကိုကြည့်ရင်ဘယ်နဲ့လောက်ရပါလို့တွေးနေမိရဲ့။ရဲဘော်ရောက်တဲ့ခိုင် TikTok နဲ့ Facebook မှာနေပြီးမန္တလေးမြို့ရောဦးစင်းနေရဲ့အကြောင်းမှာဖဖို့ကြီးပြောကြနေတာကိုတွေ့ရတယ်။စောင်းဝဲဖြေတဲ့ဦးစင်းတွေတိုက်ပိတယ်လို့လည်းတွေ့ကြရတယ်။ဦးစင်းဖုံးကလည်းစက်ပိတ်ထားပါတယ်ကြီးအော်နေရဲ့။တခြားဦးစင်းတငယ်ချင်းဖုံးတဲ့ဘက်တွေလည်းမသိမြို့ဝအပြင်အိမ်မလာပဲရမိရဖာဖြစ်တဲ့ဘားတယ်မောင်ကိုတွားပြောပြရတယ်။ဘားတယ်မောင်ကဖုံးကြီးလျှောက်တော့ဖုံးကြီးကမနှက်ပြန်လိုက်သွားမယ်လို့ဆုံးဖြတ်တယ်။လက်ချက်မျက်လုံးနဲ့ဦးစင်းကိုမြင်နေမိရဲ့။ဦးစင်းကဖြူဖြူရှိရှိ ပေမေမဲ့မနှွေတောင်းတာတည်းရှိရဲ။ဘာကြီးကမျက်နဲ့ကြာနေအရှိမျက်နဲ့ပေါင်းမှုကျော်ရီလိုပြောလို့ရတယ်။အရှိလိုမျက်လုံးဝိုင်းဝိုင်းနှာတန်ရှိရှိပြီးတော့ဦးစင်းကအမြဲပြုံးနေတတ်တယ်။စားလဲတော်လာတယ်။ဘာပွဲတွေရဲမပြောတတ်ပေမဲ့ပူဇော်ပွဲလုပ်ပြရာသုံးချင်ရှိပြီးအသားပြူလူပုံချောကမှအရှိတို့ကလည်းလည်နေရာနဲ့နွားနေမှုရေစည်းတာအောင်မြောင်းပေါ်ကြတဲ့အပြိုချော်လေးမရှာ။ဦးစင်းကတော့လူဆိုတဲ့အမြင်ထဲပို့ပုံမရ။စေဝင်စားဟင်လည်းမပြ။တိတိတတသူ့နာကရင် ်တိတိတတရှောင်းလိုက်တယ်အခုတော့ဘလို့ဖြစ်လေရဲ့မသိဘေကင်းစီဖို့သာဆူတောင်းရတော့တယ်နောက်တနေ့စောစောထွက်ကြတယ်မန္တလေးနဲ့သူတို့ရွာလိုင်းကနေနေချင်းပြန်လို့မရအခုတော့ဖုံးစည်းကနေမို့အစောထားထွက်ရင်ပြန်လို့ရမယ်ရမှလည်းဖြစ်ပေမယ်မဟုတ်ရင်အရေးညိုစိန်ယူလိုက်မယ်ထင်တယ်သူတို့ရောက်သွားချိန်မှာတော့မန္တလေးဟာမျိုးပြက်ကြီးတို့ဖြစ်နေရော်တယ်အပြုတ်အပြက်တွေပူဆွေးငိုကြွေးနေသူတွေစေးရုံကားတွေနှာရည်ရှင်တွေရှောင်မလို့တော့ပြီး ိုးစင်းနေရဲ့ကြောင့်ကိုသူတို့ရောက်တော့ပြိုပြက်နေရဲ့ကြောင်းဆောင်နေကြမှာယာယီမိုးကတဲရီနဲ့ဖြစ်တယ်လို့သတင်းသုံးနေကြတဲ့ဆရာတော်တွေရဟန်းငယ်တွေကိုတွေ့ရတယ်။သူတို့ကဝင်လာတော့အားလုံးကလှည့်ကြည့်ကြတယ်။ဆရာတော်ကတတ်တော်90မို့မထေကြီးစီရင်ဝင်နေပြီဖြစ်ရာကားပေါ်ကဆင်တော့ဆရာတော်ဦးစင်းကိုအပ်ခဲ့တဲ့ဥဥတရကမျက်နှာပြက်စွာလှစီကြတယ်။ဥဥတရတိခညာနာရောဆရာတော်အမေကိုမဖြေသေးပဲဆရာတော်တွေစုထိုင်ရာစပွဲစီကိုပင့်လာတယ်။ သူကတော့ဥဥ္ဒ္ဓရာမျက်နာမျက်နာနဲ့အချင်းနေမကောင်းမဲ့သိပြီဆရာတော်ကြီးဥဝေပုံလပါဖရာတိတ်ကညာနာရဲ့ဆရာပါဥဥ္ဒ္ဓရာကအတိပေးလျှောက်ထားလိုက်တော့ဆရာတော်ရိလှလှရှာရှာဖြစ်သွားတယ်တိတ်ကညာနာရောတိတ်ကညာနာဆရာတော်ကသူတို့မျက်နာတွေကိုကြည့်ရင်အစောတလင်မေးရဲ့တပားကလက်အုပ်ချရင်တပည့်တော်များကြောင်းလိုက်ကတိုက်ထဲမှာပြည့်တဲ့ပြည့်တဲ့သူမရှိပါဘူးဗျာစာပေဌာနပါပြောကြတယ်ခိုက်မိကြရဲ့ဆိုမှန်ပါ စာပြေဌာနမှာတော့အထူးကရှိပါတယ်ဖေ။ဒဏ်ရာရတဲ့သူတွေမင်းမျိုးစိအောင်ပို့ထားတယ်ဖေ။အင်းတိတ်ခအိတ်ထဲပါသွားလား။တိတ်ခညာနာကတော့အင်းဆရာတော်ကလေတန်တုံဆိုင်သွားတယ်။ဆက်ထွက်လာမယ့်စကားကိုငချစ်တိတိချင်းနဲ့နားမထောင်ရတော့။"ဩဗျာကိုကြီးငချစ်လို့နှုတ်ဆက်တဲ့ဦးစင်းအတန်ကိုကြားနေလေရဲ့။တိတ်ခညာနာကတော့အစာအုပ်ပြကြတဲ့မှာပါလို့အနေဆက်ရောက်တော့ပါပြီဖေ။"ဩဖေဖေ။" ဘာတင်မောင်ကတော့အမလေးအမလေးတကမြေရီတွေကြလာလေရဲ့သူတို့ရွာရဲ့အညွန့်ဖူးလေးသာသနာမျိုးဆက်လေးရှာရှာပပလေးသိရှာပြီးကောငချစ်ကတော့စောင်းကြောင်ထိုင်နေရမှာဖင်ထိုင်ရဲ့ကြာသွားတယ်မြေရီတွေလည်းတလက်ဟောငါညီလေးတမိပေါက်တယောက်ထုံလေးဖုံဒီဖြစ်ချင်သောသူလေးမရှိတော့ပြီရဲ့လားသူ့အမေအေးညိုစိန်ကိုဘယ်လိုပြောရပါမလဲအလောင်းကတော့ခုမနေ့ပဲဖော်လို့ရပါတယ်ဖေဟာစေယုံကြည်ရေခဲတိုင်မှာတွားယူရပါမယ် ိတ်ရုံမပြတ်လို့ကြွားပြန်တဲ့ကျင်လေနိုင်ကစီစဉ်ပေးပါမယ်ဖေယားဒီကတပားထည့်လိုက်ပါမယ်ဟိုမှာရှိတဲ့ကျောင်းကတာဝန်ခံကိုတော်နဲ့ချိတ်ဆက်လုပ်ပေးပါမယ်ဖေယားဆရာတော်ကြီးမှာအတော်နဲ့စကားပြန်မပြောနိုင်ပေငုံငူကြီးထိုင်နေရဲ့ငကျင်နဲ့ဘားတင်မောင်ကတော့ရဲ့တွေတွေတွေကြပြီးတော့အသက်မထွက်အောင်ရှိုင်းမိကြတယ်။ဘက်နဲ့လှုပ်ကြပါ။ဆောင်းဘွဲဖြေးပြီးသူ့ပြန်လာရင်ဖွင့်မယ်။ရင်ကျေးလိမ့်မှာတင်တဲ့အတွက်လေအကုန်စီစဉ်ပြီးပြီးအရေးပေါက်တို့အလှူမှာလဲသူ့ကိုတိတ်ခါထက်ပြီး တရားဟောခိုင်းဖို့လူတရက်လာဗီနိုင်းကြီးတဲ့ထုတ်ပြီးပြီဘယ်နဲ့လောက်ကြပါဆရာတောက်ကြီးကစပွဲကုံပေါ်လက်ထောက်ကအာယူထားတယ်ဒီနေ့ပြန်လာရင်စာချုပ်စာတန်းနဲ့သူ့ကိုကြောင်းအပ်တော့မလို့အသက်ကလေးမှ26နှစ်6ဝါရှိသေးရကွာလင်ကရက3ဘွဲ့ငါကတိပိတခတ်တီမှန်းနာကွာမောင်တိတ်ခါလေး तू ကငါ့တကြုံမဲ့မှတ်တာငါသူ့တကြုံရမယ်လို့လုံးလုံးမတွေးမိဘူးဆရာတော်စကားကြတော့စူထန်ရဲ့ဆရာရိပ်ပါ ညနာနေမြန်းကုန်ကြတယ်။ကဲကဲငချီဒီကထပ်ပြီးမဲ့တဘာပင့်ကဲဘလုံးနေနေရွာပြန့်တယ်မေဒီမဲကြီးနဲ့ပဖို့တော့ငါတပည့်ငါမထားခဲ့နိုင်ဘူး။အငုံမြန်းလုံးတွေနဲ့ဆရာတော်ကိုတွဲထွက်ခဲ့ကြတယ်။ပါလာတဲ့ဦးစင်းကချိန်ဆလောက်ကင်ပေးရကြောင်းရေခဲတိုက်ရောက်ပြီးနိုင်ဝဲလောက်နေရော အလောင်းကိုတွေ့ရတယ်။ညာဘက်ကောင်းတချမ်းကျင်းနေရဲ့ဘက်ဘက်ခြေတော်မှာစစ်စစ်ညက်ကျင်းနေပြီးရှင်ဘက်မှာလည်းကံလန့်ပြက်အညူအမဲအစင်ကြီးနှကောင်းနေပါစက်မှာသွေးစီးချောင်းတွေ သူ့မူပိုင်အပြုံးလေးကတော့နှက်ခမ်းထက်မှာရှိနေစေသူ့တပည့်အလောင်းကိုမြင်တော့ဆရာတော်ကြီးမျက်ရည်ကျတော့တယ်ထက်ရောက်လာမဲ့တန်ကအလောင်းတွေမှာလည်းမြင်မကောင်ဗတ်တင်မောင်နဲ့ဆရာတော်ကိုရွာကားနဲ့ပြန်တော့ကသူကအလောင်းတက်ပြီးမဲ့ကားနဲ့ပြန်လိုက်လာခဲ့တယ်ဆရာတော်အမင်းနဲ့ရွာမှာကြံခဲ့တဲ့တောထွေဦးစင်းကြီးနဲ့ကိုရင်ကြီးကိုရွာအသိန်းကအေးအေးခန်းပြန်ထားဖို့တူတူတိတ်ခိုင်းရတယ်ဗတ်တင်မောင်သူကိုကျော်စားနဲ့ကိုကျော်မြကိုသွားကိုခိုင်းပြီးတတိမတွက်စီဖို့ပိတ်ရတယ်ဆရာတော်က ညိုစိတ်မတိစင်နဲ့ဘသူမှလည်းမတိစင်နဲ့အလောင်းပြင်းပြီးမှအကြည့်ခံပဲအဲ့လိုမိန်နေသူတို့ရွာကြောင်းကရွာထိပ်ဝယ်တည်တံ့ဖြစ်ပြီးရွာနဲ့အလန်းဝေးလို့တော်သေးရဲ့တတင်းကိုလည်းနဲ့ထိန်းလို့ရပါမယ်သူကတော့အလောင်းကိုကြည့်ကောင်ပြင်ဆင်ပေးပြီးအပုတ်နေအောင်လှုပ်ပေးကြတာကိုစောင့်ကအလောင်းတင်နေကနေပြန်လာခဲ့ညိုစပြုတ်လာတဲ့လက်သေးလေးပဲဒဏ်ရာအနာတရနဲ့လက်ဖြူဖြူရှည်ရှည်လေးတွေကိုကြည့်မိရဲ့ဆုံးပါပေါ့ငါညီရဲ့ဆုံးပါပေါ့ ကလေးတွေနဲ့တရွတ်တီထူသူ့ကိုဒီလက်လေးတွေကအေးတီအောင်တစ်မျိုးမတိအောင်တစ်မျိုးမှုန်ဝိုးပိတ်တက်ခဲ့တယ်။သူနဲ့လိုက်ဖယ်လာတဲ့သင်ကန်းညိုဝါအောက်ကလက်လေးတွေလှုပ်မလာတော့ဘူး။ငါညီလေးဦးစင်ရဲ့အရှိကိုကိုရင်းငချစ်ဘယ်လိုပြောရမလဲမသိဘူးကွယ်။ခေါင်းကိုတိုင်ကရိုက်သွားရင်တူပါရဲ့။ခြေထောက်ကတော့ကွန်ကရစ်ပြားကြီးပြီးအားရှင်ဘက်ပေါ်ကစာဖြေကုံနဲ့တိုင်အချိုးနဲ့ပြိနေရကိုချစ်ရဲ့အဖော်လိုက်လာတဲ့သူ့တငယ်ချင်းဦးစင်ကအလောင်းကိုကျင်းပြောတယ်။ တိတ်သဘောကောင်းတာဗျာဘရော့မှာစိတ်ဆူးစိတ်ပြက်စွာမရှိဘူးအမြဲပြုံးပြီးအမြဲအကောင်းမြင်တာသွားဖြေခါနီးတုံးကတာအေးဖို့မင့်ဖို့တဲခဲ့မယ်လို့ပြောပြီးတင်ငန်းလေးကောင်းချုံထွက်သွားတာအဲ့ဒါနောက်ဆုံးမြင်ရတာပဲဦးစင်းကမှနောက်ဆုံးမြင်လိုက်ရအတန်လေးကြားလိုက်ရပါသေးတယ်ဦးစင်းရဲ့တပည့်တော်အကြီးကဒီလိုမြင်ယူလိုက်မယ်တလန့်လုံးစကားအထူးမဆိုဖြစ်ကြရွာရောက်တော်မှောင်ပြီးကြောင်ဝင်တဲ့ဝဲလူလေး၅ယောက်တိတ်တိတ်ဆိတ်ဆိတ်ပြင်ဆင်လုပ်ကနေကြတယ် အေးအခန်းကိုအစင်းသင်ဖွင့်ထားတဲ့အတွက်အလောင်းကိုအရင်ရွှေ့ကြတယ်။အနဲ့နဲ့နဲ့ထွက်စာပြုတ်နေပြီ။ကဲငချစ်ညိုစိမ့်ကိုတွားပြော့ကြည့်တော့။ကျောင်းကိုလာလို့ကျော်စားတို့ကျော်များတို့အနောက်ဆကအိမ်တွေကိုတတိပြောထားကြည့်။ညိုစိမ့်အရင်မတိကြစေနဲ့။ဆရာတော်အမိန်တိုင်းကိုကျော်စားတို့ဆိုင်ကတစည်းကိုယူပြီးအရေးစီလာခဲ့တယ်။ရွာလေလမ်းမင်မေးလင်းနေပြီ။သူ့ဆိုင်ကတန်ကိုအရေးကြဟန်တူတယ်။အိမ်ရှိကိုထွက်ဆောင်နေရဲ့။ငချစ်အပြက်မောင်လိုက်တာရဲ့။ ငါဆောင်နေရကြပေါ့ဦးစင်ရောဗမရောဦးစင်ဟာငကြက်တဲ့တိမ်ဝင်သွားတယ်ဟဲ့ပါတော့ချောင်းဆိုပြီးအတန်ထင်းကဦးစင်ဟာကြောက်မယ်အကြီးရဲ့ကြောက်လိုက်ခဲ့လေဆရာတော်ကခေါ်ခိုင်းလိုက်တာအမဲငကြက်ရဲ့ဆရာတော်ကငါသားကြောက်အမဲပြောနေရဟဲ့အခုခရီးရောက်မဆိုင်အဲ့ဒါပြောမလို့နေမှာကြောင်းတင်ပွဲတော့ရှိတယ်ကုံပစီမိသထားစီငှားပြီးဆိုင်းနေဝိုင်းနေလှုပ်ဆန်းလိုက်မယ်အင်ရှိတီထွက်မလာနိုင်နဲ့မိအလင်းကြောင့် မောင်ရီဖြစ်နေရာငချစ်ကြတဲ့မျက်ရည်တွေကို အရှိမမြင်ငါတပတ်လေးယူလိုက်အောင်မေးရပြီရပြီငချစ်အင်းအေးနောက်ကတိချကိုင်းနော်အေးပါဟဲ့ကြောင်းသွားတယ်လမ်းတစ်လျှောက်သူ့သားကြောင်းတင်ဝဲတွေရေပက်မဝင်ပြောနေတဲ့အကြီးအတန်ကိုနားထောင်ကငချစ်မှာမျက်ရည်တပြိုင်ပြိုင်အမေမိမိလင်းလို့ပါလားဟဲ့အာကန်နုပါတိရလားငချစ်ရဲ့ငါသားနဲ့အမေတို့များထွက်မဆောင်ဒီအမေကသူ့စိတ်ဘူးလို့ယူနေမင်းကို အေးအေးခေါင်းကိုတိုက်ကြောင်းလေးပေါ်ပြင်ပြီးပုံမှန်မိသားထွန်းထားတဲ့အတွက်အရေးမမြင်ကျောင်းရှိထန်းလက်တဲထဲမှာဆရာတော်နဲ့အတူထန်းနေရေသူသားတငယ်ချင်းဦးစင်းလေးကိုသူသားတင်ပြီးပြောကဆူကနေတဲထဲဝင်သွားတယ်။ငါတာဦးစင်းကလှည့်ကြည့်ရေအလိုတော့ငါတာမဟုတ်တကမာကြီးကလွဲလို့ပါဦးစင်းရဲ့တပည့်တော်မဲမျက်စိတွေကလည်းမကောင်းတော့ဖုံဖုံရဲ့ဖုံဖုံတပည့်ရောဆရာတော်ကအတန်ထိန်နေအေးညီတာတိုက်ပေါ်မယ်။အော် တပည့်တော်ဝေချခေုံမယ်ဖေ။တပည့်တော်မင်းပုတ်လိုက်ရတာ။ဖမုံသွားခေါ်ပြီးမှစိတ်အေးရရယ်။ညိုစိတ်ဖေ။ဆရာတော်အတန်ကအပ်ပြုံနေလေပြီ။ရွာထဲကလေဝေတဲ့ဟိုမဒီမှာရောက်လာကြပြီ။ညိတားလေးတဲ့မ။ညိတားလေးငလိနဲ့ပါသွားတယ်ညိုစိတ်ရယ်။ညိတားမရှိတော့ဘူးဟဲ့။ဖေ။အရေးတံမှာထွက်လာတယ်။ဖေဆိုတဲ့အတန်မှာရင်ကောင်းတန်ချင်နေဖြစ်တယ်။အဲ့ဒီအတန်နဲ့တပြိုင်တည်းပင် နောက်ကိုခြာကနေလှဲ့ကတိုက်စီကိုပြေးလိတယ်။ဒူးမကောင်းတာကြောင့်တနေနေသွားနေရသူမှာဘဲကခွန်အားရလိတယ်မသိ။တိုက်လေကတုံးတိတ်ကိုခုန်တက်သွားသလားမှတ်ရတယ်။တိုက်ထဲမှာမိွေလင်းထိန်နေအောင်ဖွင့်ထားပြီးဖြစ်တယ်။ရောင်းနေနေရဲ့မိမတွေက အရေးကိုစိတ်ဖက်ထားကြတယ်။သူရောအဖို့ဦးစင်ရော အရေးနာအပြေးလိုက်ကြပြီမမေ။အရေးခေါင်းပြီးမှကြောင်ကြောင်စည်းရက်က အလောင်းကိုစိုက်ကြည့်နေတဲ့အရေးကိုမိမတွေကဖတ်တာကြတယ်။ အတူပါလာတဲ့ဦးစင်လေးကတောင်တောင်ကြီးဖြစ်နေရဲ့အရေးကိုဖတ်ပြီးမေတော်ကြီးငိုချလိုက်ငိုချလိုက်အဲ့လိုပြောပေမယ့်မင်္ဂိုပဲနဲ့သူ့သားအလောင်းကိုတလှည့်ဖက်ထားတဲ့ဦးစင်လေးကိုတလှည့်ကြည့်ကခွေလေးကြသွားလေရော်လေအမေလာလေတာအတင်ငယ်ကိုတသက်ရိုက်ရှုံးထားပြီးသူ့ကိုလက်ကမ်းခေါ်တယ်တာဗျာအမေအမေတို့အတူတူသွားရမှာလားအင်းပေါ်အမေရဲ့ကျုံနဲ့အတူတူသွားမှာကန်းနေရဲ့တာလေးကိုအာကိုတကြီးဆုပ်လိုက်တယ် ဘယ်တော့မှအပြုံးပြက်တဲ့သားကတင်ငဲ့အယုံမပြက်လွယ်အိတ်လေးကိုလွယ်ကသူ့လက်ကိုဆွဲရင်ပြုံးပြတယ်။အီကောင်းမှုဤအဖို့ပါကရသည်မြကိုလွန်ခဲ့သောလေးရက်ခန့်ကဘဝနဲ့ကြောင်းပြောင်းရွှေ့ဆန်သောဥဒိဋ္ဌညာနာနှင့်ယမန်နေက ဘဝတပါပြောင်းသွားကြွယ်လွန်သော မေတော်ကြီးဒေါ်ညိုစိတ်တို့ငါညီရေအရေးရေတာရုခေါ်ကြပါနော်ဝေကျွေးရှင်နဲ့ကြေပါစေတော့ငါညီရေတကယ်တော့လေတင်းငလင်က အရေးတင်မဟုတ်သူတို့တရွာလုံးရင်ကို ခွဲလိုက်တာပါပဲ။သွားနေပါတော့အရေးရဲ့။သွားနေပါတော့။အိုးငါညီလေးရဲ့သွားနေကြပါတော့။ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဆိုင်ရီသူအများကြီးနန္တာရေးသားထားတဲ့ရှင်ခွဲငလျင်ဆိုတဲ့ဇလန်လေးကတော့ဒီမှာနေပြီးပါပြီ။နားဆင်ပေးခဲ့တဲ့ပြိတ္တများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။